မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မနက်ခင်းဖြစ်ပါစေရှင်။မေဇီမာအတွက် VOA စီစဉ်ကကြိုဆိုပါရစေ။မေဇီမာအတွက် VOA စီစဉ်တွေကို Washington မြို့တော်ကနေရိုက်ကူးတင်ဆက်နေတာဖြစ်ပါတယ်။ဒီကနေ့မှာတော့စိတ်ဝင်စားစရာနိုင်ငံတကာသတင်းဆောင်မတွေ၊ American နဲ့ကမ္ဘာယဉ်ကျေးမှုခေတ်ရေးစီသတင်းတွေနဲ့ဒီကနေ့အတွက်ငွေကြေးဈေးကွက်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ အခုရင်ဆုံးကမ္ဘာနိုင်ငံရေးသတင်းတပုတ်နဲ့တင်ဆက်ပေးကြပါရယ်ကမ္ဘာမှာစစ်ပွဲကြီးတွေကြုံနေရတဲ့အချိန်စီးပွားရေးအားပြိုင်မှုတွေပြင်းထန်နေတဲ့အချိန်နိုင်ငံတစ်ခုရဲ့ပြည်တွင်းပြည်ပနိုင်ငံရေးမူဝါဒတွေကအထူးအရေးကြီးတာပါ အခုဒီအပိုင်းမှာထွက်ပေါ်နေတဲ့နိုင်ငံရေးသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်ဂါဇာဒေသမှာအပြစ်ရထားတဲ့အချိန်မှာပါလက်စတိုင်းတွေအနေနဲ့သူတို့ရဲ့ဘဝတွေကိုပြန်တီးဆောက်ဖို့ကြိုးပမ်းနေသလိုအမေရိကန်ကအကြမ်းဖက်အဖွဲ့ဖြစ်သတ်မှတ်ထားတဲ့ ဟာမတ်စ်အဖွဲ့ကိုလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးတစားကန်တွေကိုချက်ချင်းပြန်လွှတ်ရင်လွှတ်မလွှတ်ရင်အကြီးအကျယ်ပေးဆက်ရမယ်ဆိုပြီးယာစတန်ပေးထားပါဗါးဘာလို့မှလဲဆိုတဲ့အကြောင်းဂျာတာဘရင်းနေမှာသူ့ကိုမေးတဲ့အခါမှာတော့သမ္မတထရန့်ကကျွန်တော်မကြခင်သိမှာပါလွတ်လာတဲ့လူတချို့နဲ့ကျွန်တော်မနေ့ကစကားပြောပြပါတယ်သူတို့ဘလောက်ဆိုးဆိုးဝါးဝါဆက်ဆံခံခဲ့ရတယ်လဲဆိုတာကျွန်တော်မယုံနိုင်တော့အောင်ပါပဲ and i can't believe how badly treated they were ဟာမက်စ်အဖွဲ့ကပြန်လွှတ်လိုက်တဲ့တရားခံတချို့နဲ့ဗိုလ်တပူးနေမှာတွေးဆုံပြီးတဲ့အခါမှာတော့သမရထရန့်ကအခုလိုသတိပေးခဲ့တာပါဒီအပတ်တွင်ထရန့်အစိုးရကအစ္စရေးကိုဒေါ်လာ၄ဘီလီယံဘိုလက်နက်တွေပို့ဆောင်ခဲ့ပြီးဒါဟာအခုလအတွင်းလွှတ်တော်အတည်ပြုချက်မပါဘဲအရေးပေါ်အာဏာကိုသုံးပြီးလက်နက်ရောင်းချခဲ့တာဒုတိယအခြေအနေဖြစ်ပါတယ်တရားခံတွေကိုပြန်လွှတ်ပေးဖို့အကောင်းဆုံးနည်းလမ်းကတော့အပြစ်ရရေးဆွေးနွေးပွဲတွေကနေတဆင့်လုံးရမယ်လို့ဟာမက်စ်အဖွဲ့ပြောခွင့်ရကပြောပါတယ်အမေရိကန်ကအကြမ်းဖက်သမားတွေနဲ့မဆွေးနွေးဘူးဆိုတဲ့မူက ဟိုးရင်တွေကရှိတာပါဒါပေမဲ့လည်း Trump အစိုးရကအမေရိကန်ကအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့အဖွဲ့နဲ့တရားခံတွေပြန်လွှတ်ဖို့ဆွေးနွေးခဲ့တဲ့အကြောင်းသမ္မတ Trump ကအတည်ပြုပါတယ် We are helping Israel in those ဒီစုနုပွဲတွေမှာ Israel ကိုကျွန်တော်တို့ကူနေပါတယ်အကြောင်းကတော့ Israel တရားခံတွေအကြောင်းပြောနေလို့ပါ Hamas တွေရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီးတော့ဘာမှလုပ်မှာမဟုတ်ပါဘူးဝီဂျီတွေလည်းပေးမှာမဟုတ်ပါဘူးဒီဆွေးနွေးမှုဟာ Israel နဲ့ Hamas အကြားဒုတိယအဆင့်အပြစ်ရရေးဆွေးနွေးပွဲတွေနဲ့တီးကြစီဖြစ်ပုံပေါ်ပါတယ် ပထမအဆင့်ကတော့ပြီးခဲ့တဲ့အပတ်ကအဆုံးသက်သွားခဲ့ပါပြီ။အရှေ့အလယ်ပိုင်းရေးရာကျွမ်းကျင်သူ Mirat Mabrouk က Most people are expecting အပြည့်ရဲ့ရေးပြတ်မယ်လို့လူတော်တော်များများကခံမှန်းနေကြပါတယ်။အကြောင်းကတော့ဂါဇာဒေသကိုအစ္စရေးဝန်ကြီးချုပ်နေတန်ညာဟုကဆက်ပြီးတော့ဘုံကျဲတိုက်ခိုက်မယ်လို့ထင်ထားလို့ပါ။အဲ့လိုမျိုးဖြစ်ရင်တော့ဒဇာကန်တွေထပ်ပြီးလွတ်တာမျိုးလဲဖြစ်တော်မှာမဟုတ်ပါဘူး။တစ်ချိန်တည်းမှာပဲဂါဇာဒေသကပါလက်စတိုင်းတွေကိုမောင်းထုတ်ပြီး ဂါဇာကိုပင်လယ်အကမ်းခြေအပန်းဖြေစခန်းအဖြစ်ပြောင်းဖို့အဆိုပြုထားတဲ့ Trump ရဲ့အစီအစဉ်ကိုတံပြန်တဲ့အဆိုပြုချက်ကိုလည်းအရက်နိုင်ငံတွေကအတည်ပြုခဲ့ပါတယ်။အရက်တွေရဲ့အစီအစဉ်မှာတော့ပါလက်စတိုင်းတွေကဂါဇာမှာဆက်နေနိုင်မှာဖြစ်ပြီးဟားမတ်တွေကိုတော့အုပ်ချုပ်ရေးကနေဖယ်ရှားမှာပါ။ Israel ကဒီအစီအစဉ်ကိုပယ်ချထားပါတယ်။အရက်နိုင်ငံတွေရဲ့အစီအစဉ်ကစေရင်စေတနာကောင်းတဲ့လှုပ်ဆောင်တဲ့ပထမခြေလှမ်းဖြစ်တယ်လို့သမ္မတ Trump ရဲ့အရှိအလေပိုင်းအထူးကိုယ်စားလှယ် Steve Wickoff က VOA ကိုပြောပါတယ်။ ပါလက်စတိုင်းတွေကိုဂါဇာမှာဆက်ထားမလားဆိုတဲ့ကိစ္စကိုတော့သူကမပြောပါဘူး we're evaluating it ကျွန်တော်တို့အားလုံးကိုသုံးသပ်နေပါတယ်။ဒါကြောင့်အခုပြောဖို့စောပါသေးတယ်။ Israel အနေနဲ့ Gaza ဒေသကိုပို့တဲ့အကူအညီတွေအားလုံးကိုတနင်္ဂနွေနေ့ကပိတ်ပင်ထားပြီးဒီအကူအညီတွေဟာ Hamas အဖွဲ့စီရောက်နေတယ်လို့ဆွဆွဲနေကြတဲ့အတိုင်း Israel ကဆက်လက်ဆွဆွဲထားပြီးနိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကတော့ဒါကိုညှင်းဆို့ထားပါတယ်။လက်ရှိမှာတော့ Gaza ဒေသအတွင်း73စီပြတ်တောက်နေပြီး အမိုက်ဖယ်ရှားတာလို့အခြေခံဝန်ဆောင်မှုတွေကိုပါထိခိုက်နေပါတယ်ခင်ဗျာကမ္ဘာမှာလက်ရှိနိုင်ငံ၏အချင်းချင်းကြားပြည်ပခတွေကြောင့်အယက်သားပြည်သူတွေထိခိုက်ရမှုတွေကိုရှော့ချနိုင်မှုလိုပေမဲ့စစ်မှတ်ပြည်ပခတွေကတနည်းအားပြီးတော့တနည်းအားဆိုသလိုပေါပေါက်နေတာပါအခုဆက်ပြီးတော့စစ်ရေးပြည်ပခသတင်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ် အစ္စရေးပါလီမန်ထဲကလက်ရဇွန် Land of Israel Caucus အဖွဲ့ဟာမတ်လ9ရက်နေ့ကအထူးအစည်းအဝေးကျင်းပပြီးပါလက်စတိုင်းနှစ်တသမ3သန်းကိုဂါဇာကနေအီဂျစ်နဲ့ဂျော်ဒန်ပြောင်းရွှေ့နေထိုင်မှုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုပြုချက်ကိုထောက်ခံခဲ့ကြပါတယ်။အစ္စရေးပန္နာရေးဝန်ကြီး Bezalel Smotrich ကတော့အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနအတွင်းပါလက်စတိုင်းတွေဂါဇာကထွက်ခွာဖို့တိုက်တွန်းမဲ့ရွှေ့ပြောင်းချေချနေထိုင်ရေးအာဏာပိုင်အဖွဲ့ကိုဖွဲ့စည်းထားပြီလို့ဆိုပါတယ်။ The call shekel shen askia ဖြူပြောင်းချေချောက်သုံးရတဲ့ငွေမှန်သမျှစစ်တကြိမ်ပြီးတကြိမ်တိုက်နေတာတဲ့အကုန်ကြတက်တာပါလေဒီစီစဉ်ကုန်ကြစည်တွေကလည်းအခက်ခဲမရှိပါဘူးဒါဟာစီစဉ်တစ်ခုဆိုတာတဲ့အရှိလေပိုင်းနဲ့ Israel အတွက်သပိုင်းဝင်လှည့်ပြောင်းတစ်ခုဖြစ်ပါလေအမေရိကန်ကအကြမ်းဖက်အဖွဲ့ဖြစ်သတ်မှတ်ထားတဲ့ Hamas အဖွဲ့ကိုလက်နက်မဖြုတ်ဘဲပါလက်စတိုင်းအာဏာပိုင်တွေဂါဇာကိုဆက်အုပ်ချုပ်ဖို့အီဂျစ်နဲ့အာရဗျအဖွဲ့ချုပ်တို့ရဲ့အဆိုပြုထားတဲ့အစီအစဉ်တဲ့ဂါဇာဒေသခံတွေ ပြောင်းရွှေ့သွားဖို့အစီအစဉ်ကပိုလက်တွေ့ကျတယ်လို့ပါလီမန်အမတ်ဆင်ချာရူထမန်ကပြောပါတယ် People will say let's rehabilitate Hamas Hamas တွေပြန်ပြီးခြေခံလာ Hamas တပ်တွေအင်အားကောင်းလာခွင့်ရေးပေးဖို့ပြောနေတာတွေကတကယ်ဖြစ်မဟုတ်ပါဘူးဂါဇာအတွက်ဂါဇာဒေသခံတွေအတွက်နဲ့ဒေသရင်းညီညွတ်ရေးအတွက်ပါအနေရများပါတယ်ဆစ်ဖြစ်ပွားနေတဲ့ဒေတာကနေထွက်ခွာဖို့တိုက်တွန်းတာဟာနိုင်ငံတကာဥပဒေချိုးဖောက်ရာမရောက်ဘူးလို့လဲ ကိုလတ်ဘူဝါရာရေးအဖွဲ့ကယူဂျင်းကွန်ထိုရိုဗစ်ကပြောပါတယ် We know that in time of war there are refugees. စစ်ကာလအတွင်းဒုက္ခသည်တွေတော့ရှိလာမှာပါ။အာဖဂန်မှာဆိုရင်ဒုက္ခသည်တန်းနဲ့ချီရှိသလို Syria မှာလည်းဒုက္ခသည်တန်းချီရှိပါတယ်။ Ukraine မှာလည်းလားတူပါပဲ။ဒါတွေကိုလူမျိုးနွယ်စုလိုက်တန့်စင်ဖယ်ရှားပစ်တယ်လို့မခေါ်ပါဘူး။ဒုက္ခသည်တွေများလာအောင်ရွေချက်နဲ့လှုပ်တာမဟုတ်ပေမဲ့စစ်ဖြစ်လာပြီဆိုရင်တော့ဒီလိုအခြေအနေတွေကိုတားဆီးလို့မရပါဘူး Liberal Muara ရေးရာဖွဲ့စည်းဖြစ်တဲ့ Settlement Watch အဖွဲ့ကနိုင်ငံရေးအခက်အခဲ Hagit Offering ကလည်းအခုလိုပြောရတယ် this is not voluntary သူတို့သဘောဆန္ဒလျောက်သွားတာမဟုတ်ပါဘူးအတင်းကျပ်နေရရွှေပြောင်းခိုင်းတာပါဒါဟာစစ်ရာဇဝတ်မှုမြောက်တယ်လို့ကျင့်ဝတ်နဲ့လည်းမကိုက်ညီပါဘူးလူတွေရဲ့ဘဝငရဲကြတယ်လို့ဖြစ်အောင်လုပ်ပြီးသူတို့ကပြောင်းကျင်လို့ပြောင်းတာပါလို့ပြောရအောင်သူတို့ကသူတို့ဆန္ဒလျောက်ပြောင်းတာမဟုတ်ပါဘူး they want to leave the place Israel Parliament အမတ်တော်များများက2005ခုနှစ်တုန်းကဂါဇာကမ်းမြောင်မှာဂျူးချစ်ချနေရာပေါင်း22နေရာဖျက်သိမ်းခဲ့တဲ့အစီအစဉ်ကို ပြန်လဲအကောင့်ထဲပေါ်ခြင်းနေကြတာပါအခြေချနေထိုင်ရေးလှရှားမှုခေါင်းဆောင်ဒနီလာဝိုက်ကကုလို့ပြောရတယ် The people of Israel are ready to fight. Israel လူလူကတိုက်ခတ်ဖို့အစဉ်သက်ပါ။ဒါမှထရန့်ရဲ့ဂါဇာဒေသခံတွေပြောင်းရွှေ့သွားဖို့အဆိုပြုချက်ကိုအကောင့်ထဲပေါ်ဖို့လည်းအစဉ်သက်ပါ။ဒီချိန်ထဲမှာဂါဇာဒေသအတွင်းဂျူးတွေအခြေချနေထိုင်ရေးဆိုတဲ့ဇီယွန်ဝါဒကိုအကောင့်ထဲပေါ်ဖို့လည်း Israel လူလူကအစဉ်သက်ဖြစ်နေပါပြီ။ The entire Gaza ဂါဇာမှာဂျူးတွေပြန်အခြေချနေထိုင်မဲ့အစီအစဉ်အကောင့်ထဲပေါ်လာဖို့အလံဝင်နေသေးပေမဲ့ဟာမတ်စ်တွေဂါဇာမှာရှိမနေရေးကိုတော့အစ္စရေးအများစုကလူလာပါတယ်တချို့ကတော့ပါလက်စတိုင်းတွေဂါဇာကထွက်ခွာတာအကောင်းဆုံးပဲလို့ယူဆနေကြပါတယ်ခင်ဗျာ VOE American တန်ကနေ့စဉ်တင်ဆက်ပေးနေတဲ့နောက်ဆုံးရကဘာနဲ့မြန်မာသတင်းတွေသတင်းဆောင်မတွေကိုအီးမေးလ်သတင်းလောင်းအဖြစ်နဲ့ VOE PDF တက်တီစီကိုနေ့စဉ်အရောက်ပို့ပေးနေပါတယ်ရှင် အခုဆိုရင်ဒီ email သတင်းတော်ကို Facebook စာမျက်နှာကနေပြီးတော့လွယ်လွယ်ကူကူတောင်းယူနိုင်ပါတယ်။ Facebook အသုံးပြုတဲ့သူတွေအနေနဲ့ View မြန်မာဝိုင်း Facebook စာမျက်နှာမှာ sign up ဆိုတဲ့အပြာရောင်အတန်းလေးကိုနှိပ်လိုက်ရင်အလိုလျောက်ကျမတို့ရဲ့ internet ပင်မစာမျက်နှာပေါ်က email သတင်းတော်တောင်းယူနိုင်တဲ့နေရာကိုရောက်ရှိပါတယ်။ View မြန်မာဝိုင်းပင်မစာမျက်နှာမှာဆိုရင်လည်းသတင်းတွေအောက်မှာဝန်ဆောင်မှုများဆိုတဲ့ကောင်းစင်နဲ့နေ့စဉ် email သတင်းတော်ဆိုတဲ့စာသားလေးတွေ့ရင်တော့အဲ့ကနေပြီးတော့ email သတင်းတော်တောင်းယူနိုင်ပါတယ်။ ောက်တနည်းကတော့ view မြန်မာ email လိပ်စာ bambi@viewnews.com ဒါမှမဟုတ်ရင်လည်း view မြန်မာ facebook messenger ကနေပြီးတော့ကိုယ့်ရဲ့ email လိပ်စာကိုရေးပို့လိုက်ပါနော် email လိပ်စာကိုတေချာမှတ်အောင်ရေးပို့ဖို့တော့လိုပါတယ်နေ့စဉ်တစ်နေ့နှစ်ချိန်ပို့ပေးနေတဲ့ email သတင်းတော်ကသတင်းကောင်းစင်တွေနဲ့သတင်းအချင်းချုပ်ကိုတစုတစည်းနဲ့ရရှိနိုင်အောင်လို့စီစဉ်ပေးထားပါတယ် view ပြည့်တဲ့အတွက်သတင်းတွေကို radio ရုပ်မြင်သံကြားနဲ့ internet တို့ကနေအရောက်ပို့ပေးနေပါတယ်ရှင် အခုဆက်ပြီးတော့ကဘာပေါ်မှာခေစားနေတာတွေထင်ပေါ်ကြော်ကြားသူတွေနဲ့အမှုပညာရှင်တွေရဲ့သတင်းတွေဒီလိုခရီးစည်းသတင်းတွေကိုအလှည့်ပေးကြပါတယ် Pod Culture အစီအစဉ်မှာမအေးသနာကျော်ကပြောပြပေးထားပါတယ်ကိုလံဘီယာနိုင်ငံကကမ္ဘာကျော်အဆိုတော်ရှိုက်ကီရာဟာ အမျိုးသမီးတွေမငိုတော့ဘူးဆိုတော့ခေါင်းစဉ်နဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲခီးစဉ်ခီးတစ်ထောက်ဖြစ်တဲ့ February 29ရက်နေ့ကတော့ကိုလံဘီယာနိုင်ငံဘိုကိုတာမြို့ El Campin အားကစားကွင်းမှာပြည်သက်၄000လောက်နဲ့တွေ့ဆုံခဲ့တာပါလာလိုပါဝင်းပလွေမလို့သူ့ကိုချစ်စနိုးပြည်သက်တွေကခေါ်တဲ့ရှိုက်ကီရာကအန်တိုလိုဂီယာအပါဝင်သူ့ရဲ့စပိန်ဘာသာစကားအကြော်ကြားဆုံးသချင်းတွေကိုအော်ဆိုရင်းနဲ့အကရင်နဲ့ကပြခဲ့ပြီးတော့အယောင်သွေးစုံနဲ့အာမန်အဖြစ်ဖြော်ပြဝဲတစ်ခုနဲ့ဖြော်ပြခဲ့တာပါ ရှေကီရာကကျွန်မကိုအမှုပညာရှင်တယောက်အနေနဲ့ရောလူတယောက်အနေနဲ့ပါကြီးပြင်းလာစေခဲ့တဲ့ဒီမျိုးမှာပြည်သက်တွေနဲ့ပြန်ဆုံမိတာအထူးကျေးဇူးတင်ပါတယ်လို့ပြောပါရယ်။သူ့ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့အစိုးရကိုလံဘီယာမှာဖျော်ဖြေပွဲ၄ပွဲနဲ့ဒေါ်လာ52တန်းလောက်စီးပွားရေးအကျိုးအမြတ်တွေဖြစ်ထွန်းစေခဲ့ပြီးတော့အလောက်ကိုင်းနေရာ18500ဖန်တီးပေးနိုင်ခဲ့တယ်လို့ဆိုပါရယ်။ဒါမဲ့ချီလီနိုင်ငံဆန်ဒီယေဂိုမြို့မှာတွားပြီးတော့ဖျော်ဖြေတော့ပြဿနာရှိခဲ့ပါရယ်။ မလ၂ရက်နေ့နဲ့၃ရက်နေ့ပွဲတွေဖြစ်ပြီးမြို့သားအားကစားကွင်းမှာဖျော်ဖြေဖို့စီစဉ်ထားပေမဲ့လည်းစင်တီစောက်မှုနည်းပညာပြဿနာကြောင့်ဘေးကင်းရေးကိုစိုးရိမ်ရလို့ဖျော်ဖြေပွဲတွေကိုပယ်ဖျက်ခဲ့ရပါ နောက်တစ်နေ့မှာတော့သူတဲတဲ့ဟိုတယ်အပြင်ဘက်မှာဖျော်ဖြေတော့ပရိသတ်တွေကသူ့နာမည်ကို all hit ပြီးတော့ဖုန်းနဲ့ဓာတ်ပုံဗီဒီယိုတွေရိုက်နေကြတဲ့အချိန်မှာရှက်ကီရာကလက်ဝှေ့ရမ်းပြီးတော့အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်စီစဉ်သူတွေကတော့ရက်သစ်တွေအမြန်ဆုံးကျင်ကြဖို့လှုံ့ဆော်နေတယ်လို့ဆိုပါတယ် ရှေခီရာကသူ့ရဲ့ဒီခီးစဉ်ဖျော်ဖြေပွဲကိုသူ့ရဲ့မွေးရမြေကနေစတင်ခဲ့တာဖြစ်ပါတယ်။ဖေဗရူလာ20ရက်နေ့ကသူ့ရဲ့မွေးရမြေကိုလံဘီယာနိုင်ငံဘာရန်ကွီလာမြို့မှာပထမအဦးဆုံးအချိန်ဖြစ်နေဖျော်ဖြေခဲ့ပြီးတော့ပရိသတ်တွေရဲ့အားပေးမှုအထူးရခဲ့တာပါ။ကျမရဲ့မိသားစုဆွေမျိုးတငယ်ချင်းတွေနဲ့ဒီမြို့မှာဖျော်ဖြေရတာအထူးဝမ်းသာတယ်လို့သူကပြောပါရှင်။ပြင်းထန်နိုင်ငံပါရီမြို့တော်ကအထင်ကရလူပြရိုက်မှာတော့မလ၄ရက်နေ့ကတည်ခင်းတဲ့ညစာစားပွဲကို fashion moderator pop icon နေနဲ့ရုပ်ရှင်လောကအနယ်မကြီးမင်းသမီးတွေတက်ရောက်တာတွေ့ရပါတယ်။ Grand Dinner Deluxe လို့ခေါ်တဲ့ဒီနှစ်ဆင်ရမငွေပွဲမှာတော့ဒီနှစ် Kator Fashion ပြောင်းပွဲစတင်ဖွင့်လှစ်တဲ့အထိမ်းအမှတ်လည်းဖြစ်ပြီးတော့ Paris Fashion သတင်းပတ်အစနဲ့လည်းအချိန်ကြိုက်ကျင်းပခဲ့ပါတယ်။ဒီညစာစားပွဲကနေရတဲ့ရမငွေတွေကို Louvre ပြားတိုင်းပြန်လည်ပြုပြင်ရေးစီမံကိန်းတွေနဲ့ပညာရေးအစီအစဉ်တွေအသုံးပြုမှာဖြစ်တယ်လို့ဆိုပါတယ်။ ပါရီဖက်ရှင်သတင်းဘက်ကတော့မလ17ရက်နေ့ထိကျင်းပတာဖြစ်ပြီးတော့ Chanel MS Louis Vuitton Saint Laurent တို့လိုမျိုးကမ္ဘာနာမည်ကြီးအမှတ်တံဆိပ်တွေနဲ့ Wine Sand လိုမျိုးတိတ်ပြီးနာမည်ကြီးတာမဟုတ်တဲ့ fashion တံဆိပ်တွေလည်းပါဝင်တာဖြစ်ပါတယ်။ကမ္ဘာကျော် K-pop အဖွဲ့ဖြစ်တဲ့ Blackpink အဖွဲ့တွေကထိုင်းမာလီ Lisa ကတကူတော့ Tail Album Alter Ego ကို February 28ရက်နေ့ကထုတ်လိုက်ပြီးတော့ FUTW တချင်တကူတော့ဒီဆိုဖျော်ဖြေထားတဲ့ video ကိုလည်းပွဲထုတ်လိုက်ပါတယ်။ အသက်28နှစ်ရှိပြီဖြစ်တဲ့လီဆာကသူ့ရဲ့ Tail Album ကပုံတွေကို Instagram လူမှုကွန်ရက်စာမျက်နှာမှာတင်ထားပြီးတော့ပြီးမှာတော့ Alter Ego အခုတရဝင်ထွက်ပါပြီတဲ့ဒီ album လေးနောက်ဆုံးထွက်လာတာရုံကုန်မယုံနိုင်ဘူးအခုပြိတက်လက်ထဲရောက်သွားပြီဆိုတော့အရန်ပြောပါရည်ကျွန်မဒီ album လေးကိုချစ်တယ်လို့အားလုံးနဲ့ချစ်ပေးမယ်လို့မျှော်လင့်ပါတယ်လို့ရေးထားပါတယ် Alter Ego ဆိုတာတချင်း15ပုတ်ပါတဲ့ဒီ album ဖြစ်ပြီးတော့ထိတ်တန်းတချင်းတွေဖြစ်တဲ့ rockstar ဒါပြတော့အစိုးရ Rosalia နဲ့ပေါင်းဆိုထားတဲ့ New Woman Moonlight Flow နဲ့ဒိုဂျာကက်နဲ့ဆိုထားတဲ့ Bond တချင်တွေပါပါတယ်။ဒီစားက2024 February လုံးကတော့ Loud ကိုဆိုရဲသူ့ရဲ့ကိုပိုင်ဖြောက်ပြေးရေး agency ထောင်ခဲ့ပြီးတော့2024 April မှာ RCA Records တေးသံတွေနဲ့သူ့ရဲ့တကူတော့ဂီတလမ်းကြောင်းတွေပူပေါင်းမယ်လို့ကြေညာခဲ့တာပါ။သူ့ရဲ့ Black Pink အဖွဲ့ကတော့2016မှာစပြီးတော့ပွဲထွက်ခဲ့ပြီးတော့ကမ္ဘာမှာအအောင်မြင်ဆုံး main play အဖွဲ့တွေကတစ်ဖွဲ့ဖြစ်ပါတယ်။ တို့၄ယောက်တွဲအဖွဲ့က February 16ရက်နေ့မှာတော့ The Black Pit 2025 Water ဆိုတဲ့သူရဲ့ဖြော်ပြရေးခင်းစဉ်ကိုကျင်းပပြီးတော့ဇူလိုင်လ9ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံဆိုးမျိုးတော်မှာစတင်မယ်လို့ပြောပါတယ်။ Lisa ကမကြောက်သေးခင်တုန်းကလည်းနာမည်ကြီးဇလန်တွေ The White Lotus ဆိုတဲ့ဇလန်တွေရဲ့တတိယရာသီမှာတရုတ်ဆောင်မှုပွဲဥတွေဖြစ်နေပါဝင်ခဲ့ပြီးတော့မလ2ရက်နေ့မှာကျင်းပတဲ့68ကြိမ်မြောက် Academy စုပေးပွဲမှာလည်းဖြော်ပြခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးနောက်ဆုံးရငွေလဲနှုန်းရွှေဈေးနဲ့73စီဈေးနှုန်းတွေကိုပြောပြပေးပါမယ်။မက်လာ17ရက်နေ့ဘူပန်သက်မှတ်ငွေလဲနှုန်းကတော့အမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ2100ကျပ်ရှိပါတယ်။ရန်ကုန်မြို့ရဲ့တရဝင်းငွေလဲကောင်တာတွေမှာတော့ဘူပန်သက်မှတ်ဈေးအတိုင်းဝယ်ဈေး2100ကျပ်ရှိပြီးရောင်းဈေးကတော့2106ကျပ်ကနေ2130ကျပ်နဲ့ဒေါ်လာငွေလက်ကျန်ရှိသလောက်ရောင်းချပေးနေပေမဲ့ပြင်ပပေါက်ဈေးမှာတော့မနေ့ကအင်္ဂါနေ့ညနေပိုင်းမှာဒေါ်လာကိုဝယ်ဈေး4350ကျပ်ဝန်းကျင်ရှိခဲ့ပြီးရောင်းဈေးကတော့4400ကျပ်ဝန်းကျင်ထိဈေးပေါက်နေခဲ့တာပါ။ ရွှေဈေးကတော့ခောက်ရွှေတစ်ကျသားကိုရောင်းရွှေလုပ်ငန်းရှင်များတင်ကတတ်မှတ်ရင်းညွန်ဈေး54သိန်း8000ကျပ်ဝန်းကျင်နဲ့သာရောင်းဝယ်ပြုလုပ်ဖို့ထုတ်ပြန်ထားပေမဲ့ပြင်ပခောက်ရွှေဈေးကမှာတော့66သိန်းဝန်းကျင်နဲ့ရောင်းဝယ်ခဲ့ကြပါတယ်73စီသိန်းလုံးတွေကတော့ Audit 92 Ron တလီတာကို3155ကျပ်နဲ့ Audit 95 Ron တလီတာကို3205ကျပ်ဈေးဖြစ်ပါတယ်ဒီဇယ်တလီတာကတော့2690ကျပ်ပါအထက်ဖော်ပြပါဈေးနှုန်းများကတော့ချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ် မန္တလေးနဲ့တခြားမြို့ကြီးတွေမှာလည်းရန်ကုန်နဲ့ဈေးနှုန်းကွာခြားချက်ရှိပါတယ်ခင်ဗျာ။မြစည်းမအတွက် VOA စီစဉ်နေကတော့ဒီလောက်ပါပဲရှင်။ မြစီမာအတွက် VOA American အသံရဲ့တင်ဆက်မှုတွေကို VOA ရဲ့24နာရီလူမှုမိတ်ဆွေရုပ်သံလိုင်းကဖမ်းယူကြည့်ရှုနိုင်တဲ့အပြင် YouTube ပေါ်ကနေမြစီမာစာမျက်နှာဖြစ်တဲ့မြစီမာ TV စာမျက်နှာနဲ့မြစီမာ Facebook လူမှုကွန်ရက်တွေပေါ်မှာလည်းရှုစားနိုင်ကြပါတယ်ရှင်။မြစီမာအတွက် VOA အစီအစဉ်တွေကိုရှုစားခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အားလုံးအတွက်မင်္ဂလာရှိတဲ့နေ့လေးတစ်နေ့ဖြစ်ကြပါစေ။